ဥရောပဘောလုံးဖွဲ့ချုပ် UEFA အမှုဆောင်တွေကတောက်ကြနေမှာတွေ့ဆုံပြီး Crystal Palace တင်ကိုလာမယ့်ရာသီယူပါလိရှင်ပြိုင်ခွင့်ပြုဝယ်ရှိမရှိအဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။ Crystal Palace တင်ဟာပြည်ရဲ့ရာသီက FA ဖလားပြိုင်ပွဲမှာ Champions League ကိုရရှိပြီးနောက်တင်းရဲ့တမိုင်မှာပထမဆုံးအကြိမ်ပြည်ဥရောပပြိုင်ပွဲရှင်ပြိုင်ခွင့်ရရှိလာတာပါ။ဒါပေမဲ့ Crystal Palace အနေနဲ့ပိုင်ရှင်တူတဲ့ကလပ်တင်းများပြားကိုပိုင်ဆိုင်တဲ့စီမင်းချိုးဖောက်ွယ်ရှိမရှိကို UEFA ကဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ Crystal Palace ရဲ့ share 43ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ John Tester ဟာဒိုင်းယုံတင်းကိုပိုင်ဆိုင်ထားတာကြောင့် Crystal Palace ဟာသူတို့ရဲ့ဥရောပဝင်ခွင့်ကိုဆုံးရှုံးမဲ့ချိန်ချောက်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ဒါပေမဲ့ John Tester ဟာသူရဲ့ Crystal Palace share တွေကို New York Jets ပိုင်ရှင် Woody Johnson နဲ့ပေါင်သန်း190ဝန်းကျင်နဲ့ရောင်းချထားတာဖြစ်ပါတယ်။ John တ်တက်စတာပိုင်ဆိုင်တဲ့လာယုံသိန်းဟာယူပါလီဝင်ခွင့်ရရှိထားပေမဲ့ဘန်နာရဲ့အခြေအနေကြောင့်ပြင်သစ်ဒုတိယတန်းကိုတန်းဆင်းတဲ့ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတာပါ။ Quest Devil ၏အသင်းကတော့ John Tester ဟာ share ပိုင်ဆိုင်ထားပေမဲ့အသင်းကိုထိန်းချုပ်ထားခြင်းမရှိဘူးလို့ပြောထားပါဗျ။အဲဒါကြောင့် Quest Devil ၏အသင်းဟာလာမယ့်ရာသီယူပါလီပြိုင်မယ့်ရှင်ပြိုင်ခွင့်ရရှိနိုင်မယ်လို့ယုံကြည်မှုရှိနေတာဖြစ်ပါဗျ။